အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေစည်းရေကတော့မနက်ပိုင်းမှာ90အတက်နဲ့စီးပွင့်ထားပါတယ်ဒီနေ့က30ရက်နေ့လေးလပိုင်း2020နဲ့5ခုနဲ့မနက်ပိုင်းထိုင်းရွှေစည်းကတော့90တက်ပါတယ်ကိုယ်ဆိုင်ချုပ်တမ900ခန့်လို့ရှိတဲ့တိုင်းရွှေခဲစီဆိုင်ကရောင်းနေစီက9250ဆိုင်ကလက်ခံနေစီက9350ဈေးနဲ့ပေါင်းစီရှိနေပါတယ် လက်ဝယ်ရနေဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9350ဆိုင်ကလက်ခံတဲ့ဈေးက9140.56နဲ့ပေါင်ဈေးရှိနေပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3312.53နဲ့ထိုင်းရွှေဈေးကိုတက်ထားပါတယ်။တဒေါ်လာကိုထိုင်းမက်ငွေ33.45နဲ့ထိုင်းရွှေဈေးကိုတက်ထားပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။ က္ခအပီအစီတိုင်းရွှေခဲတပတ်သားကို9250ဈေးနဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9350ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရဏာရဲ့လက်ခံတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ဒီရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခံဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရဏာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ရာခိုင်နှုန်းဖြတ်ပြီးတဲ့ပြင်ကို3900ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။လက်ရှိမှာတော့တိုင်းရွှေဈေးတွေကလည်းတက်ဈေးနဲ့ရှိနေပါသေးတယ်။တိုင်းရွှေ ကိုစိတ်ဝင်စားလို့ဝယ်စုခြင်းနဲ့ဆိုလို့ရှိရင်တော့လက်ခစည်းသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်ရှိကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ဓမ္မသားကိုလက်ခ905ဘက်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ခိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုတော့မယ်ဆိုလို့ရှိရင်ရွှေအခဲကလက်ဝယ်ရနာနဲ့စားလို့ရှိရင်တော့လက်ခအများကြီးကိုစည်းသက်တာမှာဖြစ်ပါတယ်။ခိုင်းရွှေအခဲကိုဝယ်စုပြင်နေဆိုလို့ရှိရင်တော့ရေရှည်နေနဲ့စဉ်းစားပြီးဝယ်စုချပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။ခိုင်းရွှေစင်ငွေစည်းတွေကိုမြေတမ်းတင်ပေးပါတယ်။ခိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာ င်သာခြင်းကုချက်မှခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြေရှင်နိုင်ကြပါစေ။